ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာ Beamster အစီအဝေးတက်ရောက်ခဲ့တဲ့အကြံဖတ်ခေါင်းဆောင် Main Online ဟာအစီအဝေးပြီးတာနဲ့တမတ်ရက်ထက်စောပြီးတော့ညာ Ranging ကိုနေပြည်တော်ကိုပြန်လည်ထွက်ခွာလာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ခေါင်းဆောင် Main Online ဟာမနေ့ကည9:00မှာ ဘန်ကောက်မြို့ကနေထွက်ခွာလာပြီးတော့ည10နာရီကျော်အချိန်မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိခဲ့တယ်လို့သိရပါဗျ။ AB လ3ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုစစ်တပ်အထူးလေယာဉ်နဲ့ထွက်ခွာခဲ့ပြီးတော့ AB လ4ရက်နေ့မှာ Beamstar အစီအဝေးတက်ရောက်ခဲ့တဲ့အချမ်းဖတ်မင်းအောင်လိုင်ဟာမနေ့ညကညာရင်းချင်းကိုထိုင်းနိုင်ငံဘန်ကောက်မြို့ကနေနေပြည်တော်ကိုပြန်လည်ထွက်ခွာလာတယ်လို့သိရပါဗျ။မူလကပြန်ပြန်တတ်မှတ်ထားတဲ့ရက်ဟာ AB လ9ရက်နေ့မနေ့ပိုင်းမှာမှ ဘန်ကောက်မြို့ကနေနေပြည်တော်ကိုပြန်လည်ထွက်ခွာရန်ပတ်မှတ်ထားခြင်းဖြစ်တော်လဲဧပြီလ၄ရက်နေ့ညရင်းချင်းပဲနေပြည်တော်ကိုပြန်လည်ထွက်ခွာလာခဲ့တယ်လို့သိရပါတယ်မင်းအောင်လိုင်ရဲ့ထိုင်းနိုင်ငံအသွားပြန်ခရီးစဉ်တတ်မှတ်အချိန်ဇယားဟာဧပြီလ၃ရက်နေ့မှာစစ်တပ်အထူးလေယာဉ် Fokker 70 F28 0070လေးရအမှတ်002ဟာအပီလ3ရက်နေ့မှာနေပြည်တော်ကနေဘန်ကောက်ကိုစစ်ကောင်းဆောင်နဲ့နိုင်ငံသားရေးဝင်ကြီးကိုတွားရောက်ပို့ဆောင်ပြီးတော့နေပြည်တော်ကိုပြန်လည်စိုက်ကတ်ခဲ့တယ်လို့သိရပါဗျ ဧပြီလ၄ရက်နေ့မှာနေပြည်တော်ကနေဘန်ကောက်မြို့ကိုသွားပြီးတော့ညအိတ်ရန်သားကဧပြီလ၅ရက်နေ့မနက်ပိုင်းမှာအချမ်းဘတ်စစ်ခေါင်းဆောင်တဲ့အဖွဲ့ကိုဘန်ကောက်ကနေနေပြည်တော်ကိုပြန်ခေါ်ရန်တတ်မှတ်စီစဉ်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်အတွားစစ်တပ်ကအထူးလေရင် Fokker 70 F28 0070လေယာဉ်အမှတ်002ကိုဒူဘုံမူကြီးမင်းမင်းဆိုကလေယာဉ်မူဖြစ်နေလကောက်ဘုံမူနေထုံးဦးကအခုလေယာဉ်မူဘိုးကြီးမင်းမင်းထိုက်ကအခုလေယာဉ်မူနဲ့ ဘိုးကြီးအောင်ကျော်မြင့်ကလေးချောင်းအင်ဂျင်နီယာအဖြစ်၎င်းဘိုးကြီးဒေါ်ချိုတထားကလေးချောင်းလမ်းညွန်အရာရှိအဖြစ်၎င်းပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့အချိန်ထိုင်းကကြောင်းသားများနဲ့ထိုင်းပြည်သူများရဲ့ဆန္ဒပြမှုများကြုံတွေ့နေရတဲ့အပြင်အာဂျင်တီးနားတရားရုံးကလည်းမင်းအောင်လှိုင်ကိုဖမ်းဆီးပေးရန်ဖမ်းဝရမ်းကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုထံကိုပေးပို့ပြီးတော့မင်းအောင်လှိုင်ကိုဖမ်းဆီးပေးရန်မြစ်တာရက်ခံမှုများလည်းဖြစ်ပေါ်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။